မင်္ဂလာပါရှင်ဒီဇမလ9ရက်တောက်ချာနေ့အတွက်ရှင်ကုန်ရဲ့လှလှရှရှရန်ကုန်တရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့ဇေနုံများပြန်တည်ငြိမ်လာတဲ့အထိတက်တာသောဇေနုံဖြင့်အိမ်အယောက်ပုစံများရောင်းချပေးသွားမယ်ဆိုတဲ့တင်ဖြစ်ပါတယ် ပြင်ပစေထက်တတသောစေနှုန်းဖြင့်စားသုံးသူများထံသို့အိမ်ရောက်မှုစနစ်ဖြင့်စံများရောက်ချပေးနေမှုအားစေနှုန်းများပြန်တည်ငြိမ်လာတဲ့အထိရောက်ချပေးသွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံစံသမားအသင်းချုပ်မှသိရပါဗျ။ရှေ့ဘော်ပေါ်ဆန်းဆန်ဟောင်းများစေနှုန်းမြင့်တက်နေချိန်စံစေနှုန်းများတည်ငြိမ်မှန်ကန်စေရေးအတွက်ရှေ့ဘော်ပေါ်ဆန်းဆန်ဟောင်းပြင် ARR ပေါ်ဆန်းအမျိုးအစားရက်90နှင့်အမထဆန်းများကိုအပြင်စေထက်တတသောစေနှုန်းဖြင့်အိမ်ရောက်မှုရောက်ချပေးမှာဖြစ်ကြောင်း MRF မှာနိုဝင်ဘာ26ရက်ကအတိအပြီးထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ အခုအိမ်ရဖို့စနစ်ဖြင့်ရောင်းချပေးမှုတွင်တရားရှိပေါင်း24ပြီးတိတ်ဈေးနှုန်းများသည်ရှေးဘူပေါ်ဆန်ဆန်အဟောင်းတသိန်း၈၀၀ချက် ARR ပေါ်ဆန်ကြားပြန်ဆန်ဟောင်းတသိန်း၅၀၀ချက်ဆန်သစ်တသိန်း၃၀၀ချက် ARR ပေါ်ဆန်နေစုံဆန်ဟောင်းတသိန်း၂၅၀၀ချက်ဆန်သစ်တသိန်း၁၅၀၀ချက်ရက်90 8500ချက်နဲ့ အမထ15မှတ်9000ကျပ်တို့ဖြင့်ရောင်းချပေးနေခြင်းဖြစ်ပါတယ်။ဝယ်ယူလူသူများအနေဖြင့်မြန်မာနိုင်ငံစံတမားတင်ချုပ်ရဲ့ဖုန်းနံပါတ်များဖြစ်တဲ့39 43 39 39 69 2439 39 43 39 39 43 2539 39 43 39 39 69 2639သို့ရုံးချိန်အတွင်းဆက်သွယ်၍မိုင်လူတဲ့ဆန်မြူစာ၊နေရက်လေးစာဆက်သွယ်ရမယ့်ဖုန်းနံပါတ်တို့ကိုတိကျစွာဖြင့် SMS or Viber message ပေးပို့မှာရမှာဖြစ်ကြောင်းသိရပါရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့တန်လင်းခရိုင်တန်လင်းမြို့နယ်ဆရာဝန်ကြီးများနှင့်အခြေခံကျန်းမာရေးဝန်ထမ်းများတွေ့ဆုံဆွေးနွေးတဲ့တင်ဖြစ်ပါတယ်။တန်လင်းမြို့နယ်ပြည်သူ့စေယုံကြီးတွင်ဒုတိယညချိုင်းမှုချုပ်ဒေါက်တာတန်းနိုင်စုပြည်သူ့ကျန်းမာရေးဦးစီးဌာနဦးစီး၍မိခင်နှင့်မျိုးဆက်ဘဝဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှညွှန်ကြားရေးမှူးဒေါက်တာခိုင်နှွေတင်၊တန်လင်းစေးရုံအုပ်ကြီးဒေါက်တာချောင်းနန်နီ၊တောင်မန်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာညံထုံးဦး၊တန်လင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာဦးဆန်လင်းတို့ကတန်လင်းပြည်သူ့ကျန်းမာရေးဌာနလက်အောက်ရှိအခြေခံကျန်းမာရေးဝန်ထမ်းများဒီဇင်ဘာ3ရက်နေ့နောက်ပိုင်းကပြည်သူ့စေယုံကြီးအစီအွေခမ်းမမှာတွေ့ဆုံကြကာတန်လင်းမြို့အတွင်းကျန်းမာရေးလုပ်ငန်းဆိုင်ရာများပုံမှန်တုံ့ပြန်လှုပ်ဆောင်ရေးဆွေးနွေးကြရလို့သိရပါတယ်ရှင်။ဒီသတင်းကိုတော့ဖြိုးတီဟာကပေးပို့လာတာပါ။ နောက်ဆုံးတင်ဆက်ပေးမှာကတော့ Procurement Procedure Awareness Workshop ပြုလုပ်တဲ့တဲ့တင်ဖြစ်ပါတယ်။မြန်မာနိုင်ငံစစ်ချိန်ဒီအသင်းထောက်ပံ့ပူဆောင်ရေးနှင့်ဝယ်ယူဖြစ်တင်းဆိုင်ရာစီမံခန့်ခွဲမှုဌာနမှပြုလုပ်သော Procurement Procedure Awareness Workshop ကိုဒီဇင်ဘာလ3ရက်နေ့ကရန်ကုန်မြို့ရှိစီရိုနာဟိုတယ်တွင်ပြုလုပ်ရာအသင်းဥက္ကဋ္ဌပေါမောက္ခဒေါက်တာမျိုးညွန့်နှင့်အလုပ်မှုဆောင်ပေါမောက္ခဒေါက်တာတင်မောင်းလိုင်တို့ကအမှာစကားပြောကြပြီးအပြည်ပြည်ဆိုင်ရာစစ်ချိန်ဒီကော်မတီမှ Deputy Corporation Coordinator ဦးအောင်မိုးကျော်ကနှစ်ကွင်းဆက်စကားပြောကြားကြောင်းသိရပါတယ်။အစုပေါင်းအလုံယုံစီနေဝဲသူအသိဥက္ကဋ္ဌနဲ့အတူအလုံမှုဆောင်များဒုတိယအထွေထွေအတွင်ရင်မှုနဲ့လက်ထောက်အထွေထွေအတွင်ရင်မှုများညွှန်ကြားရေးမှုများဌာနမှုများဒုတိယညွှန်ကြားရေးမှုများနဲ့ဝန်ထမ်းများအပြည်ဆိုင်ရာကျစ်စီနီနဲ့လာချမ်းနေအသင်းများဖက်ဒရေးရှင်းအပြည်ဆိုင်ရာကျစ်စီနီကော်မတီနဲ့မိဖက်ကျစ်စီနီအသင်းများမှဝန်ထမ်းများတက်ရောက်ကြကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့အောင်မြင့်ကပြပူလာတာပါ။